မင်္ဂလာပါရှင်11ရုပ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါရောင်းမယ်ဒီနေ့မှာတော့မန္တလေးမြို့တွင်ငလင်ကြောင့်တိမ်ဆောင်ခဲ့တဲ့အစားအောင်ငလင်ထက်မှန်လှုပ်ခတ်တာကြောင့်တိမ်ဆောင်ပြိုကျမှုဖြစ်ပွားရဲဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာပါဒီသတင်းအပြင် ရေတွင်းနဲ့ဖုံးပြုတ်ကြတာကြောင့်ဆင်းဆဲရမှအမျိုးသားနှစ်ဦးအောက်ဆီဂျင်ပြတ်ပြီးသေဆုံးမှုနှိုင်းပွဲမြို့နယ်တွင် ဖြစ်ပွားရတဲ့။ပါကစ္စတန်မှာကျောင်းကားတစီးကိုအသေးခံဘုံခွဲတိုက်ခိုက်တာကြောင့်ကလေးလေးဦးပါဝင်6ဦးသေဆုံးနေတဲ့။အသေးပုတ်ဖွဲ့နဲ့ပြည်သက်များအလို့မရှိပါကမန်ယူနိုက်တက်မှရော်ကျေးမယူဘဲထွက်ခွာသွားမယ်လို့အာမော်ရင်ပြောကြတဲ့။အစားရှိတဲ့တွေများကိုတင်ဆက်ပြီးတော့မှာပါ။ ။ဥဆောင်တဲ့တဲ့ပုံအနေနဲ့မန္တလေးမြို့ရီငလင်ကြောင်တင်းဆောင်ခဲ့တဲ့အဆောက်အအုံငလင်ထက်မှန်လှုပ်ခတ်တာကြောင့်တင်းဆောင်ပြိုကျမှုဖြစ်ပွားတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့ရီမလ28ကလှုပ်ခတ်တဲ့ငလင်ကြောင်တင်းဆောင်ခဲ့တဲ့အဆောက်အအုံတစ်လုံးဟာငလင်ထက်မှန်လှုပ်ခတ်တာကြောင့်တင်းဆောင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းတီရီမာလာအရှိအယံမီတဲ့ရဲ့တရင်ထုတ်ပြန်ချက်အရသိရပါတယ်။ မန္တလေးမြို့မှာ2025ခုနှစ်မေလ22ရက်နေ့ညနေ6:26မိနစ်ချိန်ကမန္တလေးမြို့ရဲ့အရှေ့မြောက်လေးမိုင်ခန့်အကွာမှာမြေအောက်အနှံ30ကီလိုမီတာကိုဗဟိုပြုကအင်အားပမာဏ3.4 Richter scale လှုပ်ခတ်သွားခြင်းကြောင့် သတိမာလာအရှိရက်ကွက်23စီလမ်းနဲ့89လမ်းတောင်းရှိမန်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းတန်းကြောင့်ထိခိုက်တိမ်ဆောင်းခဲ့တဲ့အစာအုံးမှာထပ်မံတိမ်ဆောင်းပြိုကျခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရဆက်လက်သိရပါတယ်။သတိမာလာအရှိရက်မီတက်မှတပ်ဖွဲ့ဝင်များဟာမိမိပတ်ဝန်းကျင်ထူးခြားအခြေအနေရှိမရှိကြိရှုစစ်ဆေးခဲ့ကြောင်း စစ်ဆေးစဉ်အဆိုပါအစာအုံးမှာအတက်များမြင်နေကြောင်းတွေ့ရတာကြောင့်တီရီမာလာအရှိအယံမိသက်တစ်ဖွဲ့ဝင်များမှစစ်ဆေးကြည့်ရှုပြီးအနည်းရရှိတဲ့အတွက်ဖြတ်တန်းသွားလာခြင်းမရှိစေရန်တားဆီးများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ နောက်တဲ့သတင်းတစ်ပုဒ်အနေနဲ့ရေရင်းနဲ့ဖုံးပြုတ်ကြတာကြောင့်စင်းဆယ်ရမှယူသားနှစ်ဦးအောက်ဆီဂျင်ပြတ်ပြီးတေဆုံးမှုလိုင်းဝဲမြို့နယ်တွင်ဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရေရင်းနဲ့တော့ဖုံးပြုတ်ကြသွားတာကြောင့်စင်းဆယ်ရမှအမျိုးသားနှစ်ဦးအောက်ဆီဂျင်ပြတ်ပြီးတေဆုံးမှုကရင်ပြည်နယ်လိုင်းဝဲမြို့နယ်ပိုင်းကြုံမြို့အပေါင်ကျေးရွာမှာဖြစ်ပွားခဲ့ကြောင်းဒေသခံများရဲ့ပြောကြားချက်အရသိရပါတယ်။ မေလ20ရက်နာရီခန့်ကအဆိုပါပိုင်ကြုံမြို့အပောင်ကျေးရွာရှိ73စီဆိုင်အနောက်ဘက်မှာရှိတဲ့ရေတွင်းထဲတွင်တည်ဆုံနေတဲ့အမျိုးသား2ဦးရဲ့ရုပ်လောင်းများတွေ့ရှိခဲ့ရတဲ့အတွက်ကြောင့်သက်ဆိုင်ရာနေလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံတို့အကြောင်းကြားပေးခဲ့ကြောင်းဒေသခံတဦးကပြောကြားပါသည်အဲ့ဒီရည်ရွယ်ချက်ကိုဖုံးချသွားလို့အမျိုးသားတစ်ယောက်ကဆင်းဆဲတာပြန်တက်မလာလို့နောက်ထပ်တစ်ယောက်ကထပ်ဆင်းသွားတာနှစ်ယောက်လုံးရည်ရွယ်ထဲမှာပဲအောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့တာလို့သိရပါတယ်လို့၎င်းကပြောကြားပါတယ် အဆိုပါရေရင်းမှာရေရင်းအဝ9ပေခန့်အနက်25ပေခန့်ရှိပြီးရေရင်းထဲမှာရေအနည်းငယ်သာရှိကြောင်းနဲ့ရေရင်းထဲမှာအောက်ဆီဂျင်ပြတ်ကတည်ဆုံးခဲ့ကြသောအမျိုးသားနှုတ်မှာဒေသခံများဖြစ်ကြောင်းလည်း၎င်းကဆိုပါရယ်ဆလပီပါကစ္စတန်ရင်းကျောင်းကားတစ်စီးကိုအသေးခံဘုံခွဲတိုက်ခိုက်တာကြောင့်ကလေးလေးအပါဝင်6ဦးသေဆုံးတဲ့တဲ့ရင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ20ရက်ကပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်းမှာစစ်တပ်ကဖွင့်ထားတဲ့ကျောင်းတစ်ကျောင်းမှာကျောင်းသားများလိုက်ပါလာတဲ့ဘတ်စကားတစ်စင်းကိုအသေးခံဘုံခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့်ကလေးလေးဦးရေမောင်းနဲ့ရေနောက်လိုက်တေဆုံးကကလေး30ကျော်ဒဏ်ရာခဲ့ကြောင်းအရာရှိများကပြောကြားခဲ့ပါသည် စရကဖွင့်ထားတဲ့အကြောင်းကအကြောင်းသားတွေလိုက်ပါလာတဲ့ဘတ်စကားဟာဘုံနဲ့ပြင့်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်လို့ဘာလိုချီစတမ်ပီနဲ့ခူရာမျိုးမှတာဝန်ရှိသူတူဖြစ်တဲ့ရှစာအယ်ဘယ်တာရှတီကပြောကြားခဲ့ပါတယ်။ကနန်ဦးစုံစမ်းစစ်ဆေးမှုများအရာအသေးခံဘုံခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရတယ်လို့၎င်းကဆိုပါတယ်။အဆိုပါအကြောင်းဟာစစ်မှုတမ်းများနဲ့ရဲတောင်းများရဲ့ကလေးများကိုပညာသင်ကြားပေးနေတဲ့အကြောင်းဖြစ်ပါတယ်။ 2014ခုနှစ်ကလည်းပါကစ္စတန်အနောက်မြောက်ပိုင်းခိုင်ဘာပတ်တန်ခါဝါပြည်နယ်မှာရှိတဲ့ပက်ရှဝါမြို့မှာစစ်တပ်ကဖွင့်ထားတဲ့စာသင်ကျောင်းကိုတနက်သမားများကဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်ကျောင်းသားများစုအပါအဝင်လူ150ကျော်သေဆုံးခဲ့ပါသည်။နောက်ဆုံးသတင်းဒီပုတ်အနေနဲ့အသင်းဖုတ်ဖွင့်တဲ့ပရိသတ်များအလို့မရှိပါကမန်ယူနိုက်တက်မှရော်ဂျေးမီယူပဲထွက်ခွာသွားမယ်လို့အာမိုရင်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယူရိုပါလီပိုလူပွဲမှာစပါတင်းကိုရှုံးနိုင်ပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်နီးပြအမော်ရင်က အသေးပုံအဖွဲ့နဲ့အသေးပရိသတ်တွေက သူ့ကို အလိုမရှိတော့ဘူးဆိုရင် အသင်းကနေရော်ကျေးမြူပဲထွက်ခွာသွားမယ်လို့ပြောကြားခဲ့ပါတယ်မန်ချက်စတာယူနိုက်တက်တင်းဟာမနေ့ညကကစားခဲ့တဲ့ယူရိုပါလီပိုလူပွဲမှာပရီးမီးယားလိပြိုင်ပတ်စပါတင်းကိုတကောကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။အဲဒီယူရိုပါလီပိုလူပွဲမှာရှုံးနေပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်နီးပြအာမိုရီရဲ့အနာဂတ်လှုပ်ခတ်လာခဲ့တာပါ အမော်ရဟာ2024နိုဝင်ဘာလမှာတဟန်စီကနေမဂျက်စတာယူနိုက်တက်နီးပြရှာတို့ကိုဆက်ခံခဲ့ပြီးအတင်းနဲ့2029ခုနှစ်အထိတက်တန်းရှိစာချုပ်တရေချုပ်ဆိုထားတာဖြစ်ပါတယ်။ဒါပေမဲ့မဂျက်စတာယူနိုက်တက်အတင်းဖို့ဖွဲ့နဲ့အတင်းပြည်သက်တွေကသူ့ကိုမျိုးကြည့်တော်ဘူးဆိုရင်စာချုပ်တက်တန်းလက်ကျန်အတွက်ရော်ဂျင်းမျိုးပဲအတင်းကနေထွက်ခွာသွားမယ်လို့အမော်ရင်ကပြောကြားခဲ့တာပါ။အမော်ရင်က တကယ်လို့အသင်းဖုံးဖွဲ့နဲ့အသင်းပရိသတ်တွေကကျွန်တော်ဟာအသင်းအတွက်မှန်ကန်တဲ့လူမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်ကျွန်တော်အနေနဲ့ရော်ကျေးမြူပဲအသင်းကားနေမနှက်ပြန်ပဲထွက်ခွာသွားမှာပါဒါပေမဲ့ကျွန်တော်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနီးပြရာထူးကနေနှုတ်ထွက်သွားမှာမဟုတ်ပါဘူးလို့ပြောကြခဲ့ပါတယ် မန်တယ်ဆိုင်ရက်တင်းဟာယူရိုပါလီဘောလူပွဲမှာရှုံးနေခဲ့တယ်လို့ပရီးမီးယားလိမှာလည်းအဆင့်16နေရာမှာသာရပ်တည်နေလို့အဆိုးရွားဆုံးရာသီတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ယူရိုပါလီဘောလူပွဲမှာမန်တယ်ဆိုင်ယူနိုက်တက်တင်းကိုအနိုင်ရပြီးပိုးဆွဲခဲ့တဲ့စပါတင်းကတော့18နှစ်အတွင်းပထမဆုံးမေဂျာဖလားကိုရရှိခဲ့တယ်လို့လာမယ့်2025-26ရာသီမှာချန်ပီယံလိဝင်ခွင့်လည်းရရှိခဲ့ပါတယ်။အလေးပေးတဲ့ညနေကြေးတွေမြတ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုနားဆင်ပေးကြတဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်